မင်္ဂလာပါ channel msn ပါပထမဆုံးလက်ခုပ်တီးပေးကျင်တာကတော့အောက်ချင်းလေးဟာလင်းအုံအတွက်ကိုကျွန်တော်အနေနဲ့လက်ခုပ်တီးပေးလိုက်ပါတယ်အာအဓိကနိုင်သွားတယ်ဆိုတာထက်ပေါ့နော်အရင်ပွဲတုန်းကတချို့အမားလေးတွေကိုတော့သူပြင်ဆင်လာနိုင်တာတွေကျွန်တော်တွေ့ရတယ်နံပါတ်1အချက်ကလက်ကျတတ်တဲ့ပြဿနာကိုဒီပွဲမှာသူအတိုင်းအတာတစ်ခုထပ် ပို့အောင်သူဂူးဆိုင်ပြီးထိမ့်သိမ့်ပြီးစောနိုင်တာကိုတွေ့ရတယ်။ဒါကနံပါတ်1ပထမဆုံးတွေ့ရတဲ့ချက်ပေါ့နော်။ဒုတိယချက်ကတော့ဒီ3မိနစ်3ချီ6မိနစ်လုံးအတွက်ကိုလုံလောက်တဲ့တက်လုံတစ်ခုတော့ပါလာတယ်။နောက်ဆုံးအချီမှာထိုးခံရလို့နည်းနည်းတက်လုံကျသွားတဲ့အပိုင်းလောက်ကလွန်ရင်ကျန်တဲ့ဒီတက်လုံပိုင်းမှာတိတ်ပြီးပြောစရာမရှိဘူး။ဆိုတော့ overall မှာဆိုရင်တော့အောက်ချင်းလေးဒီပထမဆုံးပွဲစားဆော့ခဲ့တဲ့အနေဓာတ်သက်ဆိုင်တော့ဒါအများကြီးပိုကောင်းလာရင်လို့တော့ချမ်းမြအဖြစ်တော့ပြောလို့ရတယ်။သို့တော့လိုအပ်ချက်တွေအများကြီးရှိသေးတယ်။ဘာတွေလိုအပ်လဲဆိုတော့မွေထိုင်းသမား မဟုတ်သေးဘူးမွေထိုင်းစတိုင်လုံးဝမပေါက်သေးဘူးမွေထိုင်းမူမှတ်တွေမဟုတ်သေးဘူးလက်သီးပိုင်းတွေကလည်းမွေထိုင်း punch မျိုးတွေမဟုတ်သေးဘူးကစ်ပိုင်းတွေလည်းမွေထိုင်းကစ်မျိုးတွေမဟုတ်သေးဘူးအကုန်လုံးဒီရိုးရာရဲ့အသွေးသားရိုးရာရဲ့မူပုံစံပဲရှိသေးတယ်ဒါတော့လိုအပ်ချက်လေးတွေရှိသေးတယ်ဟုတ်ပြီပရမချီကနေစပြီးလေ့လာကြည့်ရမယ်ဆိုရင်တာနင်းစုကကိုရီမြန်မာတွေအထူးသဖြင့် အောက်ချင်းလေးမှမဟုတ်ကိုရီးမြန်မာတွေကိုဂျပန်နေအဓိကအားဖြင့်လက်နေပိုင်းတွေလက်သီးပိုင်းမှာဒါကြောင့်မို့လို့လက်သီးအဝင်ထွက်ကောင်းတဲ့ bouncing skate ကောင်းတဲ့ tennis လိုကောင်းမျိုးကတော့မှ distance တခုကပဲဆော့တယ်ကျက်ထောက်လို့ရတဲ့အနေထားတော့မှပြေးပြီးမဆော့ရဘူး။ဒါကြောင့်မဲဒိုင်ယာတခါသတိပေးခြင်းခံရတယ်။ဒါလောက်ထီအောင်တောင်မှကိုရီးကောင်တွေကိုကိုရီးမြန်မာတွေကိုဂျပန်တွေကကြောက်တယ်။ကြောက်လဲကြောက်တယ်နေဗျာ။သူတို့ဂျပန်တွေအကုန်လုံးကိုကိုရီးမြန်မာတွေက ဘယ်ပိုင်းနဲ့ပဲအမောက်တက်ခဲ့လဲဆိုတော့လက်သေးပိုင်းနဲ့ပဲပြီးတော့ကိုရီဘက်ကနေပြန်ကြည့်မယ်ဆိုရင်ဒီကောင်နေဆောင်ရဲမှနေဆိုတဲ့အတိမျိုးကသူတို့ဂျပန်နေမှာဝင်မိသားဒါကြောင့်မွတ်လို့အကွာဝေးတစ်ခုကပဲသူတို့အမြဲတမ်းထိမိစော့တာတွေ့ရတယ်ဒီဘက်မှာဆိုရင်အတိတားကြီးပဲဆိုတော့ပရမချီမှာဆိုရင်ဘာမှမဖြစ်ခဲ့ဘူးလို့တော့မှပြောလို့ရတယ်တစ်ချက်နှစ်ချက်လောက်ပဲပပပုတ်တဲ့အနေထားလောက်ပဲရှိတယ်ဒုတိယချီမှာတော့နေအောင်စလုံးကတိုက်စစ်ဆပြီးတော့ဖွင့်ပြီဟာလဲအောင်လဲလိုက်တယ်တန်နေစုကလည်းတိုင်းတာတစ်ခုတိဒီ body shot တွေကိုနှိုက်ပြီးတော့ first body second hand ပုံစံမျိုးနဲ့ သူစပြီးတော့ဆော့တယ်ဆိုဘီရဲ့ဘောင်စင်စတိုင်ပုံစံမျိုးကိုကပဲထိုးမယ်ကိုပြန်မထီအောင်ရှောင်းမယ်ဆိုတဲ့အနေထားမျိုးနဲ့သူဆော့တာကိုတွေ့ရတယ်ပို့စကစ်တွေတွန်းတွန်းလင်းတုံးတယ်အရှိုက်နာကိုထောက်တယ်ရှီတာကစ်တွေတွန်းတွန်းရုံတုံးတယ်ဂျက်ကိုလည်းပါဝါဖူးချက်တွေထောက်တယ်သို့တော့ကိုရီဘက်ကကျတော့ဘာအားတာဝါလဲဆိုရင်ကလင်းရှော့တွေပို့ပြီးတော့အားတာတယ် ဝမ်တူးဆိုရင်အမတ်ပေးလို့ရလောက်တဲ့ရှက်ထရာမျိုးမဟုတ်တဲ့ကလင်းရှော့တွေပို့ပြီးတော့အားသာတယ်။တာနေစုဒုတိယချီမှာဆိုရင်နှာခေါင်းတော်တော်လေးကိုနှီးနေပြီ။ပထမချီမှာတည်းကနှာခေါင်းကရှက်ထိပြီးတော့နှီးနေတဲ့အနေထားနေပြီးတော့ဒုတိယချီမှာနှာခေါင်းသွေးတွေစပြီးတော့ထွက်ပြီ။နှာခေါင်းသွေးထွက်ပြီဆိုရင်နောက်ပိုင်းအခြေတွေနောက်ပိုင်းမိနစ်တွေမှာတက်လုံးပိုင်းနေကိုယ့်ရဲ့ movement ပိုင်းနေကြလာတတ်တာဒီဒါတဘာဝပဲ။ဒါသေးလူတိုင်းဒီပုံစံမျိုးတော့မှသူကသူဘလောက်အကောင်ကြီးကြီး bare weight တက်မဲ့ဖြစ်ဖြစ်အဲ့ဒီ formula အခုချိန်ထိမှတ်နေတော့မယ်။ဒါပေမဲ့တာနေစုကတက်နိုင်တဲ့လောက်ယုံနေကောင် ပွဲချုပ်မှာပြောခဲ့တဲ့အတိုင်းပဲသူတတိလစ်သွားတဲ့အခါမျိုးမှသာပြန်ပြီးထမလာတာဒါတော့ဆုံးဖြတ်တက်ပြီးတော့ဟန်နူမန်ရုပ်ပေါက်နေတာတော့မှဒီကောင်ရောက်အောင်စော်တယ်မူမန့်နေမှာတချို့မူမန့်နေမှာသာနည်းနည်းနှေးသွားပေမဲ့တိတ်မကွာဘူးသူယုံနေတော့မယ်မီဆိုပင်စိုးစိတ်ကမှဒုတိယအချီသည်ကိုရီးယားရောင်းကျင်းသိပြီးနိုင်သွားပြီနောက်ဆုံးအချီနောက်ဆုံးအချီမှာတော့ဟာလင်းအောင်အောက်ချင်းလေးတက်လို့နည်းနည်းလေးပြန်ကြတယ်မူမန့်နေပြန်ပြီးနေတယ်ခြေလောက်ရွှေ့တဲ့အကွက်တွေတိတ်ပြီးတော့မမှန်တော့ဘူး1 2ထွားမဲ့အနေထားတွေမှာ ညာချေကြီးကြံခဲ့ပြီတိုးတော်သူလည်းယုံတော်ယုံတော်မှာပဲအဲ့ခြေတွေမှာဘောင်းစင် style ဘောင်းစင် technique မှန်မှန်နဲ့လက်သီးပိုင်းနဲ့ပို့ထိုးနိုင်တဲ့လူကတာနေစုဖြစ်နေပါတယ်တိုးတော်အစောပိုင်းကပြောတဲ့အတိုင်းပဲ clean shot ပိုင်းမှာကြတော့ကိုကောင်ကသားတယ်ဘလောက်ပဲထိုးနိုင်ထိုးနိုင် clean shot ပိုင်းမှာကြကိုကောင်ကသားတဲ့ခါမှာကျွန်တော်အမှတ်ပေးတဲ့လူကြီးတွေရဲ့လက်ထဲမှာရှိတဲ့ဘောပင်ကကိုရီကောင်ပဲရေးမိမှာပဲဒါကြောင့်မလို့နောက်ဆုံးအချိန်မှာလေအကြံပြေသားတယ်လို့ပြောလို့ရတယ်ဒါကြောင့်ကျွန်တော်ခံမှန်းတာမမအောင်ဆိုရင်တော့ဒီအချိန်မှာ29 28နဲ့ကိုရီကောင်ကတချီအတာနဲ့အနိုင်ရသွားတယ်လို့ထင်ပါတယ်။ယူနိုက်တက်မဲ့ decision နဲ့ပါ။ bonus တော့မရသွားဘူး။သို့တော့ကြေးအကွာကြီးဖြစ်နေတဲ့ကောင်မျိုးကိုဒါလောက်တိဆော့ပြသွားနိုင်နေအမှန်ဆုံးဖြတ်နေနိုင်သွားတယ်ဆိုတော့လေဒါအောင်ချင်းတပါးတွေကိုကျွန်တော်တို့ထည့်လို့ရပါတယ်။ဒါလောက်ပဲပြောချင်ပါတယ်။ဘွဲစင်အစားဆုံးကို Telegram မှာကြည့်လို့ရပါပြီ။ My error တက်ပြီးတော့အတန်တဝက်လောက်မပါတာလေးကိုတော့သိခံပေးကြပါ။နေရတာပါ Channel MSN ရပါ။ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူး။အဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ။ promo code MSN1H ကိုသုံးပါ